ရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ဟာမေလ15ရက်နေ့ကကျိုင်းတုံမျိုးနဲ့ရန်လုံးကျေးရွာကျိုင်းဖောင်ကျေးရွာအနီးနန်းခင်ချောင်းတဲနုံတူးဖို့ပေါင်းစင်ချင်းလုပ်ငန်းဆောင်ရွက်နေမှုအားတွားရောက်ကြည့်ရှုစစ်ဆေးပြီးချောင်းရဲနဂိုမူလပမာဏနဲ့လက်ရှိပမာဏကိုတိုင်းတာပေးရန်လိုအပ်ပါကြောင်းမှာကြားခဲ့ပါတယ်။ အဲဒီမှာတဆင်ပြည်နယ်ဝင်ကြီးချုပ်ဟာမိထီလာတောင်ကြီးကျိုင်းတုံတာချီလိမ့်လန်တာကောမိုင်းပြင်ကျိုင်းတုံအပိုင်းမိုင်းတိုင်း366မိုင်းခုနဖားလုံးအနီးမှာရန်အနေရဲ့ကင်းရှင်းစေရေးဆောင်ရွက်ထားရှိမှုအားတော်ရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများမှာကြားခဲ့ပါတယ်။ ဆလဗီမိုင်းပြင်းမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမမကျင်းပတဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကမိုင်းပြင်းမျိုးနဲ့အတွင်းရှိမိုးစဘာဆိုင်တောင်သူများအတွက်မျိုးစေ့ပေးရပွဲသို့တက်ရောက်ပြီးယာကီမုံတိုင်းတန်းကြောင့်စိုက်ခင်းများထိခိုက်ပျက်စီးမှုများရှိခဲ့တာကြောင့်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပါကြောင်း တောင်သူများရဲ့ပျက်စီးသွားတဲ့နေရာမှာမိုးစဘာများကိုပေးအပ်သွားမှာဖြစ်ကြောင်းပြောကြပြီးပြည်내ဝင်ကြီးချုပ်နဲ့တာဝန်ရှိသူများကတောင်သူများအားမျိုးစင်များထောက်ပံ့ခဲ့ကြတာတောင်သူများရဲ့လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ဟာမိုင်းပြင်ဆောက်လုပ်ရေးဦးစီးဌာနအရေးတော်မှပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးရဲ့ရှင်းလင်းတင်ပြမှုအပေါ်ပြည်နယ်ဝန်ကြီးချုပ်ကလမ်းများကိုသတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့အညီဆောင်ရွက်ပေးရန်မှာကြပြီးလမ်းတာချက်ဆောင်ရွက်တဲ့နေရာကြောက်လန်းနှစ်ဖက်ခြေချင်းနေရာကြောက်စီရေမြောင်းနေရာဆောင်ရွက်မဲ့နေရာတို့တွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။